မြန်မာဖြစ်သူရဲ့ပြဿနာကြောင့်ပြည်ပကိုထွက်ပြေးမဲ့ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးဒါဟာကောလာဟာလာလီဖြစ်ကြောင်းမိမိအနေနဲ့ပြည်ပကိုလုံးဝပြေးမှာမဟုတ်ဘူးလို့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကအတိအလင်းပြောလိုက်ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ရဲ့ညီမဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ရင်လက်ကိုပြီးခဲ့တဲ့ရက်ပိုင်းကဗဟိုတရားဝန်ချုပ်ကနေဘတ်ငွေ300တန်း300ပေးဆောင်မှုအတွက်အမိန့်ချမှတ်လိုက်ပါတယ်။ရင်လက်ကသူ့မှာအဲ့ဒီပတ်စံ တော့ပမာဏဘလို့မှမပေးဆန်းတော့ကြောင့်အတီလင်းပြောထားတာဖြစ်ပါတယ်။ဒါကြောင့်ရင်လက်ကတော့ပြည်ပမှာပဲနေနေရပြီးပြည်ပြေးဖြစ်နေနေနေရပါလေ။ပြည်တွင်းထဲကိုပြောင်းဝင်ဖို့ကတော့ဘလို့မှမဖြစ်နိုင်တဲ့အခြေအနေပါ။ထိုင်းနိုင်ငံရဲ့အခြေအနေဟာလက်ခဲတဲ့လေပြည်ထနာတွေကြီးလာပြီးထိုင်းဝန်ကြီးချုပ်သက်ဆင်ဟာနိုင်ငံတွေကနေထွက်ပြေးတော့မယ်။မလေးရှားကိုရေကြောင်းလမ်းအနေပြေးတော့မယ်ဆိုတဲ့ကောလာဟာလာသတင်းတွေထွက်နေပြီ။ဒါဟာလုံးဝမဟုတ်ဘူးလို့သက်ဆင်ကညင်းပယ်ထားတာဖြစ်ပါလေ။ တရားရေးဆိုင်ရာနောက်ဆက်တဲ့ပြည်ထောင်ရှောင်လဲဖို့တဲ့သက်စင်ဟာနိုင်ငံကနေထွက်ပြေးဖို့စ조사ကြောင်းသူ့ကိုလေချောင်းကနေတွာလာဖို့လဲလုံးဝခွင့်ပြုထားကြောင်းသူ့အနေနဲ့ပင်လယ်ရေချောင်းကနေပဲမလေးရှားကိုတစ်ဖက်လက်ကနေဝင်လို့ရမှာဖြစ်ကြောင်းသတင်းတွေကအမျိုးထွက်နေပါလေအဲ့ဒါဟာကောလာဟာလာလေးဖြစ်ကြောင်းဒါလေးကအခြေမြင့်မရှိတဲ့လုံးဆက်တွေသာဖြစ်တယ်လို့သက်စင်ကတုံ့ပြန်ထားပါလေဒါမဲ့သက်စင်ကိုမလေးရှားဝန်ကြီးချုပ်ကတော့သူ့ရဲ့အကြံပေးကောင်စီဖွဲ့ဝင်ဖြစ် ခန့်အပ်ထားတာဖြစ်ပါလေ။ဒါကြောင့်သစင်အနေနဲ့အချင်းမျိုးမလေးရှားမှာတော့တွားရောက်ပြီးတော့ခုံလုံခွင့်ရနိုင်တယ်လို့နိုင်ငံရေးလေလာသူတွေကပြောပါလေ။မေလ28ရက်နေ့ကသတင်းတော်တွေနဲ့တွေ့ဆုံချိန်မှာသစင်ကတွားခုတီထိုင်းနိုင်ငံမှာပဲရှိနေစေဖြစ်ပါလေ။ကောင်းကောင်းမွန်မွန်ပဲနေထိုင်ပါလေ။ဘယ်ကုန်မှထွက်မပြေးပါဘူး။သူတမီးကလည်းဝင်ကြီးကျုပ်ဖြစ်ပါတယ်လို့သစင်က ပြောသွားပါလေ။ကောလာဟာလာရသစင်ဟာပြီးခဲ့တဲ့သတင်းဘက်က ပြည်တိန်ကိုသွားခဲ့တဲ့သမီးဖြစ်သူပေတုံနဲ့နဲ့လိုက်သွားခဲ့တယ်လို့သိရပါတယ်။အဲဒီချက်ကလည်းမဟုတ်ဘူးလို့သစင်ကပြောပါတယ်။တရားရုံးချုပ်လောက်ခန့်နိုင်ငံရေးရာထူးများဆိုင်ရာရောက်စုမှုစုံစမ်းစစ်ဆေးဌာနရဲ့စိုးဖြတ်ချက်တခုကိုအကြောင်းပြုပြီးကောလာဟာလာတွေကစတင်လာခဲ့တာပါ။သစင်ဟာနှစ်ရှည်လောက်များထွက်ပြေးတင်းဆောင်ရောင်ကနေထိုင်းနိုင်ငံကိုပြီးခဲ့တဲ့နှစ်ကမှပြောင်းလာပြီးနောက်ထောင်တနစ်ကြခံခဲ့ပါတယ်။အဲနောက်ဂျမားရေးချင်းနေရဆိုတာထောင်စေးဥမှာပဲတက်ခဲ့ပါတယ်။စေးဥမှာနေထိုင်ခွင့်ကိုလည်းတက်တန်းတိုးသွားပါတယ်။ အဲ့တော့ထိုင်းပြည်အမိမြက်ကလက်ရှိအာဏာရဖြူထိုင်းပါလီနဲ့ညှိနှိုင်းမှုတွေလုပ်ခဲ့ပြီးနောက်တသင်းဟာပြန်လွတ်လာခဲ့ကြပဲဖြစ်ပါလေ။တသင်းရဲ့မှုတွေအလုံးလည်းပြီးပြတ်သွားတာဖြစ်ပါလေ။တရားဝန်ကြီးလောက်ကန်ဌာနရဲ့ AB 30စီရင်ချက်မှာတော့တသင်းရဲ့စီရင်မှာတတန်းတို့နေထိုင်ခဲ့မှုပေါ်စုံစမ်းစစ်ဆေးဖို့တောင်းဆိုချက်တွေကိုပယ်ချခဲ့ပါလေ။ဒါပေမဲ့တသင်းဟာထောင်တန်းကနေစေယုံစီရွှေ့ပြောင်းမှုဟာဥပဒေနဲ့ညီညွတ်ခဲ့ရလားဆိုတာကိုတော့ပြန်စစ်ဆေးသွားပါမယ်။ အဲ့ဒီအတွက်နောက်ထပ်ကြားနာမှုကိုဇွန်17ရက်နေ့မှာယုံချင်းခေါ်ထားပါတယ်။တက်စင်ဟောင်းမြက်ွယ်မှာချမှတ်ခံရတဲ့အဂလီဆွဆွဲမှု၃ခုအတွက်အစောပိုင်းမှာထောင်ရှင်းနဲ့ချမှတ်ခံရပါတယ်။ဒါမဲ့ထိုင်းကိုသူပြန်ရောက်တဲ့အချိန်ဘီရင်မင်းမြတ်ရဲ့တော်ဝင်လူငင်းချမ်းသာခွင့်အမိန်အရအဲ့ဒီပြည်တံကိုထောင်တနစ်ထိရှော့ချနိုင်ခဲ့ပါတယ်။တက်စင်ဟောင်းအကျဉ်းတော်ထဲမှာခနာသာနေပြီးတော့ကျမ်းမာရေးအကြောင်းပြချက်နဲ့ထိုင်းရဲ့တပ်ဖွဲ့စည်းရုံးစီရွှေ့ပြောင်းခဲ့ပါတယ်။ထိုင်းရဲ့တပ်ဖွဲ့စည်းရုံးဆိုတာဟာ ရဲရရှိကြီးတွေပဲတယောက်ခွင့်ရတဲ့စေုံဖြစ်ပြီးဟိုတယ်ကြီးလိုပဲအေးဆေးနေရတယ်လို့သက်စင်ကိုမလိုလားတဲ့တိုက်ခန်တွေကပြောပါတယ်အဲဒီနောက်ပြည်တန်ရှော့ဘော့ခန်းစားခွင့်အရာရပ်ပေါင်း180ကျားမှာသက်စင်ဟာဂွင်လို့ကျွလွတ်လာပါတယ်ဒါပေမဲ့ထောင်အားနေပြန်လွတ်လာတဲ့ချိန်ဒီသူဟာစေုံမော်တာနေပြီးထောင်စီကိုဘယ်တော့ကမှပြန်မသွားခဲ့ပါဘူးထောင်ကြားချိန်တစ်ချောင်းလုံးသက်စင်ကစေုံမှာအထူးသဖြင့် VIP ခန်းမြို့မှာပဲတောက်လျှောက်နေတိုင်းကနေပတ်သက်ပြီးဝေဖန်မှုတွေရှိခဲ့ပါတယ် ဒါဟာပြည်ထောင်ကြခံရသူတို့ကိုမျက်နှာသာပေးတဲ့ဆက်ဆံမှုမျိုးလို့အတိုက်ခံတွေကဆွဆွဲထောက်ပြကြပါတယ်။